မင်္ဂလာပါဒီနေ့တော့ထိုင်းကိုရာမာမှုဇီဝထိန်းချုပ်မှုတက်ရှိမှုအသုံးပြုနည်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ရည်ကြီးထဲမှာရှိပြီးတော့မပြောဝင်နိုင်တဲ့ raw phosphate တွေ၊တန်ဓာတ်တွေ၊ manganese ဓာတ်တွေ၊ copper တွေ၊ zinc ဓာတ်တွေကို ပြောဝင်အောင်လဲသူကကူညီပေးပါတယ်ခင်ဗျာ။အပင်အာဟာရချို့တဲ့ခြင်းနဲ့ရည်ကြီးရေငတ်ခြင်းဒဏ်ကိုလည်းခံနိုင်ရှိစေပါတယ်။ မြေဆောင်ယောဂမျိုးစေ့ဆောင်ယောဂများကိုလည်းကြိုတင်ကားခွဲပါတယ်ခမညာအပင်တွေကြီးထွားစေရန် ဟော်မုန်းတွေထုတ်ပေးတဲ့အာဟာရဆုပ်ယူမှုကိုပိုကောင်းစေတယ်လေးဆောင်မှုယောဂတွေဖြစ်တဲ့ဖားဥလိုရွက်ပြောက်တို့ဗတိတရားယောဂတွေကိုလည်းကားခွဲပါတယ်ခါးကြီးမြေပုတ်ထာတွေပင်ရှိပုတ်ထာတွေကိုလည်းကားခွဲကုသနိုင်ပါတယ်ခမညာပဲဒီစိမ့်မဘဲခင်းနေမှာအပင်ကြီးမှာ အတိတန်လန်းနဲ့သေတဲ့ပြဿနာမြေချောက်ဆွေ ပြဿနာကိုလည်းထိုင်ကိုဓမ္မနဲ့ဖြည့်ရှင်းလို့ရပါတယ်။ငရုတ်ဂိုင်းဖျား၆ယောဂာငရုတ်အသီးပုတ်ယောဂာနှမ်းယူမဲယောဂာခရမ်းကျင်ပင်စီပုတ်ယောဂာနဲ့ပြောင်းမှုရွက်ဖုံး၆ယောဂာတို့ကိုဟန်တားနိုင်ပါတယ်ခမညာ။ ဘလို့တုံးရမလဲဆိုရင်မျိုးစိလူနယ်စိုက်ပျိုးလို့ရပါတယ်မြေကြီးမှာဓာတ်ရိုက်ထည့်လို့လည်းရပါတယ်ပွားစာအဖြစ်ထည့်လို့လည်းရသလိုရွက်ဖြန်းမျိုးစာအဖြစ်လည်းအသုံးပြုနိုင်ပါတယ်ခမညာအသုံးပြုနေအသေးစိတ်ကိုတော့အညွှန်းစာရွက်မှာတည်တည်ရှာရှာလေးရေးပေးထားပါတယ်ခမညာမိမိမြေကြီးရဲ့အရှင်နေအပင်ရဲ့အရှင်နေရာသီဥတုအရှင်နေပေါ်မှာမူတည်ပြီးတော့တအေကကို တထုတ်ကနေ၅ထုတ် သင်တယ်လို့သုံးချနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်